สวัสดีค่ะทุกคน อารมณ์แม่มิงลาบาชินพิมพ์ชานเนี่ยนี่เปลี่ยนเลยจูสุไลไปได้จริงဒီကနေ့မှာတော့ဘာန်းဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်းကိုလာပြီးတော့မျှဝေပြီးတော့มาဖြစ်ပါတယ်ပေါ်အာငောဘာန်းမိုက်ထူဘာန်းဘာန်းပေါ်အာငောဘာန်းမိုက်ထူဘာန်း ဘန်းဆိုတဲ့အတိတ်ပဲကတော့ဒီစကဆက်အနေနဲ့ပဲအခုစကလုံးအနေနဲ့ပဲသူနေပေးရပါတော့အာသူရဲ့အတိတ်ပဲတည်ကြတော့ပြောရမယ်ဆိုရင်ကျမတို့ဘန်းခွန်ဆိုတာကအာဒီမျိုးတချို့လူတွေအဲ့လိုမျိုးတချို့အရာတွေပြောတဲ့အခါမှာဆိုရင်တော့တွဲတုံးလေးရှိရပါတော့ဒါတော့ကျမတို့စာတော်ကြောင်းလေးအနေနဲ့တုံးကြည့်ပါမယ်ပထမစာကြောင်းလေးမှာဆိုရင်ချွမ်းနီတိုက်ကျေဖျန်းခွန်ဘန်းမိုင်း ချောင်းနီဆိုတာကဒီအခုလောလောလတ်လတ်ပေါ့နော်တိုက်ကျူဆိုတာကတွေ့တွေ့တာကိုပြောတာပေါ့နော်เพื่อนคนဆိုတာကနေရတငယ်ချင်းบ้านใหม่ဆိုတာကအာတလားပေါ့နော်မိခွန်းကိုပြောတာပါဘန်းဆိုတာကဒီတချို့ပေါ့နော်ဒီမျိုးကျမတို့စကားပြောတဲ့အခါမှာဆိုရင်တော့တချို့အနေနဲ့အာပြောကြရပေါ့နော်ဒီမျိုးစာကြောင်းဆက်တဲ့အခါမှာဆိုရင်တော့သူစာကြောင်းပေါ်လိုက်ပြီးတော့ကျမတို့တွဲတုံးလေးရှိပါတယ်ဒီစာကြောင်းလေးကိုပြန်ဆိုကြည့်ပါမယ် ช่วงนี้ได้เจอเพื่อนคนบ้างไหมอะคุจะลอเนี่ยแต่ไงฉันเนี่ยด้วยผิดเวลาช่วงนี้ได้เจอเพื่อนคนบ้างไหมดิซาเจ้าจะมารบยามทีเมื่อสุยเจอบ้างสวากาเจอสวากาด้วยเดบอเนาะ บ้างสวากาที่มาสุยเนาะแต่ขาดยังรูปยังไรบ้างไหม เจอบ้างด้วยผิดแต่ขาดยังเราด้วยพิดจ้าบาร์เลยเจอบ้างด้วยพิดจ้าอะไรบอนเนาะแต่ขาดยังด้วยพิดจ้าอะไรรูปยามทีท่าบาร์เลย ဒီစာကြောင်းလေးနဲ့အဆက်ပေါ့နော်တဲမိုက်တိုက်ပေါ်ရေဆိုတာကပေါ်ပေါ်ပေါ်ဆိုတာကဒါခဏခဏကိုပြောတာပေါ့နော်မိုက်တိုက်ပေါ်ရေဆိုတာကခဏခဏတော့မတွေးဖြစ်ပါဘူးတဲ့တဲမိုက်တိုက်ပေါ်ရေတဲဆိုတာကဒါပေမဲ့ပေါ့နော်မိုက်တိုက်ပေါ်ရေဆိုတာကခဏခဏတော့မတွေးဖြစ်ကြပါဘူးတဲ့အားလုံးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့ကြောင့်မို့ကျေးဇူးတင်ပါတယ်ရှင်နောက်လည်းဘယ်လိုသင်ခန်းစာရင်းနဲ့ဆက်ပြီးတော့လာတင်ပေးမလဲဆိုတာကိုဆက်လက်ဆောင်မျှော်ကြည့်ရှုပေးပါအောင်ရှင်